ရှင်။ပရိသတ်တွေအားလုံးတက်ခေတ်သစ်ပြုမယ့်အစီအစဉ်ကိုတင်ဆက်ပေးတော့မှာပါ။ခေတ်သစ်ပြုမယ့်အစီအစဉ်မှာတစဉ်ရေစုမုံနဲ့အတူတူခိုင်ချိုးတွေကဒီကနေ့မှာဘဟုသုတရရှိပွဲရအကြောင်းအရာမျိုးစုံကိုပြောပြပြီးတော့တင်ဆက်ပေးအောင်ပါဖြစ်ပါတယ်။ဒီပထမဆုံးအနေနဲ့တည်င်းအကြောင်းအရာတွေပေါ့နော်အရှင်စင်တပုတ်ပြောပြမယ်။ပြည်မာထဲမှာဖော်ပြတဲ့အကြောင်းအရာအဲ့ဒါဘာလဲဆိုတော့တရုတ်နိုင်ငံကမူလာလန်းအကြောင်းတစ်ကြောင်းမှာသူတို့ဒီပေါ့နော်ဒီအကြောင်းရဲ့အကြောင်းအုပ်စရာကြီးကနေပြီးတော့ဒီကလေးတွေကိုပေါ့အကြောင်းသားတွေကိုတရားထိုင်ရင်နေ။အင်းဒါတော့ပြောမှာဆိုကောင်းတာပေါ့နော်ကလေးတွေအတွက်တော့ဒါပေမဲ့ဒါ ါနဲ့ပတ်သက်ပြီးတော့ဒါမိဘတွေကမကျေနပ်တဲ့ ဒါဝေဖန်တန်တွေလည်းကြားရတယ်။ဘာလို့ဆိုတော့မူလာတန်းကျောင်းနေမှာဆိုရင်ဒါအိတ်ဆက်ချိန်ဆိုတာပေးတယ်ပေါ့နော်။ကလေးတွေကိုနေလေနေခင်းထိမဲစားပေးပြီဆိုရင်ခဏအိတ်ဖို့ပေါ့နော်။ဒါပေမဲ့ကလေးတွေကမအိတ်ရပဲနေဒီလိုမျိုးတရားထိုင်နေရတယ်ဆိုတော့တရှုံမိပါတွေကလည်းသူသူတို့ရဲ့ကလေးအနားမရဘူးပေါ့နော်။အနားမယူခိုင်းဘူးဆိုတော့အတန်လေးတွေတော့ထွက်လာတော့တွေ့ရတယ်တဲ့။ဒါပေမဲ့တို့ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ကလေးတွေအတွက်တော့ဒီတရားထိုင်နေအကျင့်တွေဆွဲဝါတာပေါ့နော်။ကြီးရဲ့အထီးပေါ့နော်။ဒီတရုတ်နိုင်ငံကွမ်တောင်ပြည်နယ်ဖို့ရှက်အရက်ဒေသမှာမူလာတန်းကျောင်းတစ်ကျောင်းမှာပေါ့နော်။ကျောင်းအုပ်ဖြစ်သူကကျောင်းသားတွေနေတဲ့ဒါထိမဲစားပေး ြီဆိုရင်ခိတအိတ်ခိုင်းတဲ့အစားကိုဒီတရားထိုင်ရင်းနာတာကိုတဲ့ဒါဗီဒီယိုမှာတွေ့မြင်နိုင်ပါတယ်ဆိုပြီးပြောပြထားတယ်ပေါ့နော်နောက်ပြီးတော့ចောင်းသားတွေကတဲ့အဲ့လိုမျိုးပေါ့သူတို့အိတ်ချိန်လေးမှာဆိုရင်မအိတ်ဘဲနဲ့ဒီចမ်းပြင်ပေါ်မှာသူတို့ចမ်းပြင်ပေါ်မှာထိုင်နေပြီးတော့မျက်စိမျက်လုံးလေးတွေကိုမှိတ်ထားပြီးတော့လက်နှစ်ဖက်ကိုပေါင်မပေါင်ပေါ်မှာတင်ပြင်တင်ပြီးတော့ပေါ့နော်တရားထိုင်နေကြတာနောက်ပြီးတော့အဲ့မှာဆိုရင်ပေါ့နော်ចောင်းអុកကနေပြီးတော့ဒီကလေးတွေကိုပေါ့နော်တရားထိုင်ပုံထိုင်နေတွေဒါနဲ့ပတ်သက်ပြီးတော့ဗီဒီယိုအရင်ဖွင့်ပြတယ်ဖွင့်ပြပြီးတော့မိမိတို့ကိုတဲ့ဒီလိုပုံစံအတိုင်းဒါလိုက်ပြီးတော့တရားထိုင်ရင်းနေဆိုတာကို ောင်းသားတယောက်ကနေပြီးတော့ဒါပြောပြထားတာကိုလည်းတွေ့ရပါတယ်ဆိုပြီးပြောပြထားရဲပေါ့နော်။ဒါပြီးတော့ဒီចောင်းអ៊ូកូរ៉ានလည်းသူတရားထိုင်လာတာနှစ်ပေါင်း20ဒီပါရှိပြီတဲ့။နောက်ပြီးဒီနေ့ရဆိုရင်ねအနာယူရာထက်ကိုပို့ပြီးတော့ထိရောက်တယ်ပို့ပြီးတော့အနာရတယ်စိတ်ရဲ့အနာပေါ့နော်အပန်းပြေရဲဆိုပြီးတော့ចောင်းអ៊ូកូរ៉ានလည်းသူလက်ခံထားတဲ့အတော့ចောင်းကလေးတွေကိုဒီအချင်းရအောင်ဆိုပြီးအခုလိုမျိုးပြုလုပ်ထားတာတဲ့။ဒါပေမဲ့ကောင်းတယ်နော်ကောင်းကောင်းလည်းရှိမယ်ဆိုရင်တော့တရားထိုင်နေဆိုတာစိတ်အကိုအေဂျင့်တည်ငိမ့်နေနောက်ပြီးကလေးတွေစာတင်တဲ့အခါမှာအာယုံစူးစိုက်မှုပို့ရတာပေါ့နော်။နောက်တစ်ခုကပို့ကောင်းတာသူကကလေးလေး င်းကိုတိတ်ချာလေးနီးစင်းနဲ့တကြပြပေးလေဆိုတော့ဟိုခလေးထိုင်ပုံထိုင်ရည်ရစာမှန်သွားတာပေါ့ခါကျတော့ငငယ်တော့ကလည်းအိမ်ဦးလာတဲ့ကြောင်းတကြောင်းဦးလာတဲ့ကြောင်းမှာပေါ့နော်ထိုင်ခိုင်းနေဒါပေမဲ့ तू ကနီးစင်းနဲ့မပြတော့ခလေးဆိုတော့မျိုးလုံးမယုံအပြင်ဘာမှမသိဘူးပေါ့နော်ဟိုနီးစင်းနဲ့တကြလေးပြမယ်ဆိုတော့ပိုကောင်းတာပေါ့ဒါပေါ့ဒီပေါ့နော်တရားထိုင်ပုံထိုင်ရည်အကျိုးကျေးဇူးလေးတွေဒါတွေတည်းသိသွားတော့ခလေးကဒါပို့ထိုင်တဲ့အခါမှာပို့ပြီးတော့အကျိုးကျေးဇူးများတာပေါ့နော်ဟုတ်တယ်နော်ဒီရွယ်ရင်းမဟုတ်ဘူးဒါအသက်ကြီးတဲ့အထိအကျင့်လေးတစ်ခုရအောင်မယ်ဆိုလို့ရှင်ဒါအပြင်ကစီးပွားရေးဒီလုပ်ငန်းတိုင်ငန်းဒါရအောင်အဆင်ပြေသွားမှာဟုတ်တယ် 呢？ ကဲအခုခန့်ကျွမ်းကြတော့ဟိုဘောနော်အပြေးဖက်နဲ့ဒီအပြေးပြေးသမားတွေဆိုလို့ရှင်ပြေးတဲ့ဖက်နဲ့တွေစီးရတယ်ဒါပေမဲ့အဲ့လိုဖက်နဲ့တွေမှာမစီးကြဘူးဆိုလို့ရှင်အခုချိတ်တမျိုးပေါ်လာပြီအဲ့ဒီချိတ်ကတော့ဖက်နဲ့လိုမျိုးပဲတီထွင်လာတာပေါ့နော်အဲ့ဒီကြောင့်လေးပြောပြပေးပါမယ်အကစားသမားတွေအတွက်တော့ပို့ပြီးတော့အသုံးဝင်မယ်အဲ့တော့ဟိုမြန်မာတွေပေါ့နော်အထူးသဖြင့်အများစုအားဆိုရင်ဖက်နဲ့စီးရတာတချို့ဒီနဲ့နယ်ပတ်တွေပါဆိုတိတ်မကြိုက်ကြဘူးမစီးကြအောင်ဒီတိုင်းချေပလာနဲ့ပဲသွားတာပဲပေါ့နော်အဲ့တော့နောက်ပိုင်းဒီတဲတဲတောင်မြင်းတို့ကန်းချီတို့သွားတော့မယ်ဆိုလို့ရှင်လေဖက်နဲ့နဲ့သွားရတဲ့ဆိုင်အဲ့လိုချေပလာနဲ့ သွားတာကအရသာရှိရဲ့ဒါပေမဲ့ခက်တာအဲ့ကန်းချီတွေမှာလွတ်ပြစ်ထားတဲ့အမိုက်တွေပါတယ်ကြောင့်6လောက်စူးနိုင်တယ်ဖန်ခွဲစားတွေပါတယ်အဲ့တော့အခုဒီပေါ့နော်ဟို ဖနက်တစ်မျိုးဖနက်အစားပေါ်တော့ပြောရရင်သုံးဝိချေကိုတီထွင်လိုက်တာ Swift Chevrolet ကုမ္ပဏီပေါ့နော် Swift Belfu ကုမ္ပဏီကနေပြီးတော့သူကဒီ FYF လို့ခေါ်တဲ့သုံးဝိချေသုံးဝိချေကိုမှသူကအောက်ခံကိုကြာထူးထူးမမာလေးပုံစံလှုပ်ထားတာပေါ့နော်အဲ့ဒါကိုဟိုသုံးပြီးတော့တီထွင်လိုက်ပါတယ်တဲ့ပြီးတော့အောက်ခံကိုသူကထူးထူးနဲ့ချုပ်ထားတဲ့သုံးဝိချေကိုစုပ်ပြီးတော့ကန်းချီမှာလည်းပြေးလို့ရတယ်နောက်ရေလွှာရှော့တွေလည်းစီးလို့ရမယ်ကမ်းမနေရန်တွေလည်းတက်လို့ရတယ်တဲ့နောက်ပြီးတော့ဒါကိုသူကလှုပ်ထားတာကဒီ Dynamo လို့ခေါ်တဲ့ Pomi at Lin နဲ့လှုပ်ထား ားရဲပေါ့နော်သုံးမွေးအမျိုးအစားနဲ့တော့ဖန်တီးချုပ်လုပ်ထားတာပါတဲ့ပြီးတော့အဲ့ဒီဒီသုံးမွေးမျိုးအစားဆိုလို့ရှိရင် तू ကဖုံးမီးထိုးထားတဲ့ဒီပေါ့နော်စတီးထက်တောင်မှ तू ကခိုင်မာကြန့်ခိုင်တဲ့အတုံးဆောင်တစ်ခုဖြစ်ပါတယ်တဲ့နောက်ပြီးတော့ခြေထောက်ကိုလည်းမပြဲမပေါက်စေဘူးပြီးတော့ရေဆိုးလဲခံနေပော့ပါတယ်ပျော့ပြောင်းနေခဲတွေခလုတ်တီးစူးချွန်နေဆိုလို့ရှိရင်လည်းဖောက်မဝင်သွားဘူးပေါ့နော်အဲ့လိုမျိုးဖန်တီးထားတာပါတဲ့အဲ့တော့ဒီကဒါတော့ तू ကအဓိကရောင်းချမှာတော့မဟုတ်ဘူးကုံထုတ်လုံးမှုလူအများစုရန်မုံငွေရဖို့အတွက်ပွဲဥထွက်စကန်တစ်ခုမှာစပြီးတော့ဖြန့်ပြူးမှာ ဒါပေမဲ့နောက်ပိုင်းတော့ရောင်းချရလဲရောင်းချမှာပေါ့နော်အဲ့တော့ဒီဖက်နဲ့အမျိုးစားဖက်နဲ့မဟုတ်တဲ့ဒီသုံးခွင့်ခြေကတော့ဖက်နဲ့စီးရတာမကြိုက်တဲ့သူတွေအတွက်အဆန်းပေါ့နော်ဒါပေမဲ့ဒီတိုင်းတော့မယ်ဆိုတော့လူတွေကထင်မှာပေါ့ခြေကြီးနဲ့သွားနေတယ်ဟုတ်တယ်နော်တောင်လေးပါတွေတက်ရင်တော့အသုံးဝင်မထင်တဲ့ခြေအိတ်ကနော်ဒါပေါ့အိုးပပါလွတ်လပ်သွားမယ်နေရာမျိုးတွေဆိုဒါကတော့တော်တော်အသုံးဝင်ပါဟုတ်တယ်နော်လူတွေကလည်းဒီ fashion ဆိုတာလည်း ထို့အသစ်စမ်းနေပဲနောက်ပိုင်းတဖြည်းဖြည်းနဲ့လူတွေလိုက်လုကြတာလေအဲ့တော့ဒါကဘလောက်ပဲတောင်းတာရှိတောင်းတာရှိတာကိုပဲကြိုက်လို့စင်းစင်းနဲ့တဖြည်းဖြည်းနဲ့အားလုံးလည်းစင်စည်းလာကြမှာပေါ့ကိုယ်တော်စင်းစင်းလုပ်မယ်နောက်ပိုင်းကြကဲဒါဆိုရင်ဒီတစ်ခါမှကြတော့ဆုံးမကဟိုပင်လယ်ချောက်ပွင့်ကြောင်ပြောပြအောင်မယ်ပင်လယ်ချောက်ပွင့်ကြိုက်တာပင်လယ်ချောက်ပွင့်ကြိုက်တယ်ကြိုက်တယ်အေးကြိုက်တယ်နော်ဟောတာရောကြိုက်လားကြိုက်တယ်ကြိုက်တော့လုံးပေါင်းလိုက်ကြိုက်တော့ကြိုက်တာရင်းမင်းနေရအဲ့တော့ဒီဟာဆိုရင်မပိုးကြိုက်တာသေးကြပြီဘာလဲဆိုတော့ဒီပင်လယ်ချောက်ပွင့်ကဝတ်သားကင်အရသာရှိတာ ဒါကြီးဖက်ပြီးသီးတယ်အောင်ကြဟုတ်ပါဘမရောင်းတာလေအဲသူကသူတို့ကိုယ်တိုင်ပေါ့နော်တီထွင်ထားတာတီထွင်ထားတာဆိုတော့အနီရောက်ပင်နဲ့ရေမော်တွေပေါ့နော်ပြောင်းသူတို့ကြိုက်တဲ့ပင်နဲ့ကြောက်ပွင့်အဲ့ဒီပင်နဲ့ကြောက်ပွင့်နဲ့အဲ့ဒီပင်နဲ့ကြောက်ပွင့်ဟာဆိုရင်နဲ့ဒီဟိုသမုတ်တရားတွေပင်နဲ့တွေမှာဒါရှိတယ်ပေါ့နော်အဲ့ဒီဟာကိုမှသူကဘာလုပ်လဲဆိုတော့ Oregon State ဆိုတဲ့တက္ကသိုလ်ကသူတည်တနာ ညညာရှင်ပေါ့နော်သူ့နာမည်ကဘာလို့လဲဆိုတော့ Chris Landon နဲ့အပေါင်းအသင်းနေဒါသူတို့တငငချင်းတစုပေါ့နော်သူတို့ကဒါကျမကြီးနဲ့လည်းညီညွတ်တဲ့ကျမကြီးအစားဒီအစားအစာလုပ်ငန်းကို ဒါပေါ့နော်လှုပ်တယ်လှုပ်တဲ့ခါမှာဆိုရင်ဒီပင်လေချောက်ပွင့်ကို ကိုကိုရိုင်းဖန်နီးယူခဲ့ကြတာတဲ့အဲ့တော့ဒီမှာဆိုရင်ကိုကိုရိုင်းဖန်နီးတာဖြစ်တဲ့အတွက်အဲ့ဒီပင်လေချောက်ပွင့်မှာဆိုရင်ဗီတာမင်ဓာတ်တွေတတုဓာတ်တွေဒရိုးစဉ်ပစ္စည်းတွေပြီးတော့ပရိုတိန်းဓာတ်တွေလည်းဒါအများကြီးကိုပါဝင်နေပြီးတော့ကျန်းမာရေးအတွက်လည်းအလွန်ကောင်းတဲ့အစားအစာအာဟာရဖြစ်ပါတယ်အဲဒါအပြင်တော့ဘာလဲဆိုတော့ချက်ပြုတ်လိုက်တဲ့အခါမှာအရန်အံ့ဩစရာကောင်းတာကဒီဝတ်သားခင်အရာသာဖြစ်နေတာအဲ့ရသာဖြစ်သွားဆိုတော့အရန်စားကြတယ်ပြောရင်းနဲ့ဘိုင်းတဲ့ကွီတို့အောင်တန်းပြီးွားဟုတ်တယ်ချောက်ပွင့်ရ လည်းစားလိုက်ရင်ကတိကတိနဲ့လည်းစားလို့ရအောင်တော့အဲ့တော့ပင်လေကြောက်ဖွင့်ဆိုတော့တက်တက်လို့ပြောအောင်ပါပေါ့နော်တက်တက်လို့ကိုဝက်သားခင်အရာသားဆိုတော့လူပြောရမယ်သူရရပါတယ်ကဲဒါဆိုရင်တော့အစားစရာအကြောင်းလည်းပြောပြီးခဏနာကြမယ်နော်ပရိသတ်တွေအတွက်ခဏနေထူးခြားတဲ့အသိန်း6000ရိုင်းနဲ့တူတူပြန်လာရပါဦးမယ်ရှင်